အားလုံးပဲမင်္ဂလာပါအခုတနင်္ဂနွေသားသမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ဒီပဲဖြစ်ပါတယ်ကျွန်တော်ကြော်စင်ဖန်ပါအဲ့တော့ဒီတနင်္ဂနွေသားသမီးတွေမှာဒီကာလအတွင်းမှာ ဘာတွေကြုံလဲဆိုလို့ရှင်တော့အခုရင်ထဲမှာစဉ်းစားနေတာကခေါင်းပူကောင်းချုပ်စိတ်ညစ်စရာပူပင်တော့ကတွေနောက်တစ်ကြော့နောက်တစ်ချိန်ပြန်လဲပြီးတော့လွဲချော်မှုတွေစတဲ့အားဖြင့်အဲ့လိုမျိုးတွေခေါင်းပူကောင်းချုပ်တွေလွဲချော်မှုတွေစိတ်ညစ်စရာတွေအဲ့ဒါတွေထပ်ပြီးတော့ကြုံမှာဖြစ်မှာကိုအခုရင်ထဲမှာတွေးတော်ဆိုရင်ပူပန်နေပါလေမျောလင်းတောင်းတရည်ရွယ်ချက်ကတော့အနောက်ရှက်အာလုံးခင်းခင်းနဲ့ ရှေ့ဆက်နိုင်ဖို့ရယ်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမနိုင်ဝန်ထမ်းတဲ့ကိစ္စမကျွမ်းကျင်အလုပ်တဲ့လုပ်မကျွမ်းကျင်တဲ့အလုပ်တွေကိုလုပ်ရမယ်ကိစ္စပေးရမယ်ကိစ္စရရမယ်ကိစ္စစသည်အားဖြင့်အဲ့လိုဟာမျိုးတွေနဲ့ပတ်သက်ပြီးပြည်ပြည်လည်းလည်းကောင်းကောင်းမွန်မွန်အဆင်ပြေပြေဖြစ်ဖို့ကိုဒါကိုယ့်ရဲ့ယဉ်ထဲမှာရည်ရွယ်ချက်မျှော်လင့်တောင်းတနေပါတယ်မမျှော်လင့်မဲ့ဘလို့ဟာမျိုးကြုံမလဲလူနေမှုအဆင်အတန်းမြင်မှားသွားမယ် ဒီချိန်ကနေစတင်ပြီးတော့ချို့ချံဂျင်နာလာချွေတာဂျင်နာလာစူဆောင်းဂျင်နာလာကြိုက်တာဟိုမျောလင်းလိုက်ပါ အားလုံးအဆင်ပြေလာပါလိမ့်မယ်တခုတော့ရှိတယ်အင်ကြီးနာချင်းနဲ့အဆင်မပြေမှုတော့ထပ်ပြီးတော့ဖြစ်အောင်မယ်လို့ပြထားပါဗျစိတ်ညစ်စရာအနေနဲ့တင်းငွေသားသမီးတွေမှာအားလုံးနဲ့ချစ်ခင်ခြင်းနဲ့ပြင့်မြတ်ခြင်းနဲ့အမုန်းစကားမရှိဘဲနဲ့အားလုံးနဲ့ချစ်ချစ်ခင်ခင်ပြည့်ပြည့်လဲလဲ မျက်နာမြင်ချစ်ခင်ပါစီအတန်ကြာတနာပါစီဆိုတော့အပြုံးနေနဲ့ပဲရှေ့ဆက်ဖို့ကိုတာကိုယ့်ရဲ့ရင်ထဲမှာစိတ်ညစ်နေရတတ်တယ်ကိုကဘလောက်ပဲချစ်ချစ်ဘလောက်ပဲမြေတာထားတာတစ်ဖက်ကကို့အပေါ်ကိုမလိုမုန်းတာစိတ်ဓာတ်တွေကြောင့်ကို့မှာအဆင်မပြေတာမျိုးဖြစ်ပေါ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့တင်းငွေတွေသားသမီးတွေကန်စားတာမှဆိုလို့ရှင်တော့ကိုလေးစားရတော့ဆရာသမားတွေရဲ့အခုညီကြောင့် ဘဝမှာတိုးတက်မှုတွေအဆင်ပြေမှုတွေအတလို့ဟာမှုတွေအဆက်ဆက်ရာအဆင်ပြေမှုကြုံပါလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့တနင်္ဂနွေသားသမီးတွေမှာနေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာတွေကြုံတွေ့ရတတ်ပါတယ်။အဲ့တော့အိမ်အောင်ရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းနေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့စိတ်ကျင့်စရာတွေကြုံတွေ့ရတတ်တယ်။ပတ်စံတွေဘလောက်ဝင်ဝင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးစိတ်တဲမကြတဲ့အတွက်ကြောင့် စိတ်ညစ်ပူပန်မှုတွေဖြစ်ရတတ်ပါတယ်။ထီဝါဒနာပါလို့ထီထိုးခြင်းနဲ့တင်းငွေသားသမီးတွေဖို့တဘက်ဒီကောင်းပောင်းတွေထားတဲ့အနည်းငယ်မှရှားကြည့်ပါမျက်နှာသုတ်ဘွားတဘက်ကောင်းပောင်းစသည်အပြင်အဲ့လိုနေရာမျိုးမှာကို့အတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ ရေရာကိစ္စမပြောခင်မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39932830358ပဲဖြစ်ပါတယ်။ကဲအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုတွေကိုအတုတွေကြော်စင်ဟင်းအတုတွေကယူတင်တယ်ယူတင်တဲ့အခါမှာဟိုဖြတ်တယ်ပြဖြတ်တယ်ဖြတ်ပြီးတော့တင်တဲ့အတွက်ကြောင့်ဂျားထဲမှာညှက်ပြီးတော့ဒါလေးကိုကြော်ညာရခြင်းဖြစ်ပါတယ်။ကဲအဲ့တော့ရေရာအနေနဲ့ကတော့ မျက်နှာတုပ်ပွားများကိုအသက်ကြီးရွယ်အိုများလှူဒန်းခြင်းအားဖြင့်အညံ့တွေအလုံးပြေပြောက်ကောင်းမွန်ပြီးလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောပြရစီကဲဒီလောက်ပါပဲတနင်္ဂနွေသားသမီးအလုံးကြမ်းမာချမ်းသာလိုအပ်ဆန္ဒပြုဝါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာတနင်္လာသားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါတနင်္လာသားသမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ဒီအတွက်ဖြစ်ပါတယ် တင်းလာသားသမီးတွေရဲ့ယင်ထဲမှာမိတ်ဆွေပေါင်းခင်ကြားညီကိုမောင်နှမကြားမှာမျက်နှာမငယ်ရဖို့သူများပြောစရာမဖြစ်အောင်ကြိုးစားဖို့သူများထက်တာဖို့စသည်အပြင်မตายရင်တော့မှပဲ level တန်းရက်ဒီနိုင်ဖို့ရှေ့ဆက်နိုင်ဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာစဉ်းစားတွေးတော်နေပါလေမျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဩဇာအာဏာကြီးမားတဲ့သူတယောက်ဖြစ်အောင် ကိုပတ်ဝန်းကျင်ကိုကူညီမယ်စောင့်ရှောက်မယ်အဲ့တော့တက်နိုင်သမျှငါကူညီပေးမယ်ထဲဆိုတဲ့ပုံစံမျိုးကို့အတွက်တော့မို့သူများအတွက်ကိုအကူအညီပေးဖို့ဒါကို့ရဲ့ရင်ထဲမှာမျောလင့်တောင်းတာနေတယ်။ तू ကောင်းစားပါစေ၊ तू ပြည့်လဲပါစေ၊ तू ဘဝလေးအဆင်ပြေပါစေဆိုတဲ့စိတ်ဆန္ဒနဲ့ကူညီပေးဖို့ဒါကို့ရဲ့ရင်ထဲမှာမျောလင့်တောင်းတာနေပါလေ။မမျောလင့်ပဲတနင်္လာသားသမီးတွေဘလို့ဟာမို့ချုံမလဲ။ ကိုမိသားစုအတွက်လုံခြုံဖို့အေးချမ်းဖို့ဘေးအန္တရာယ်ကင်းဖို့ကျန်းမာရေးနဲ့ပတ်သက်ပြီးကောင်းဖို့အဲ့လိုဟာမျိုးအဆင့်ထိအောင်စဉ်းစားပြီးတော့ကြိုးစားတာမျိုးတွေကြုံပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်စိတ်ညစ်စရာအနေနဲ့ကတော့ငယ်ရွယ်တဲ့သာသမီအောက်လက်ငယ်သားစသည့်အားဖြင့်သူတို့ရဲ့ပညာရေးသူတို့ရဲ့ဝါသနာသူတို့လိုချင်သောအရာတွေမှန်သမျှဖြည့်ဆည်းပေးနိုင်ဖို့ဝယ်ပေးနိုင်ဖို့ ဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေဖြစ်နေရတတ်ပါတယ်။ငယ်ရွယ်တဲ့တင်းနာသားသမီးတို့ရဲ့ကန်စာတာမှာစိတ်အနှောင့်အယှက်ဖြစ်စရာတွေကြုံတွေ့ရတတ်တဲ့အခြေရေးစီးပွားရေးပညာရေးအကုန်လုံးစိတ်အနှောင့်အယှက်ကလေးတွေလာတတ်တယ်ကြုံတတ်တယ်။အဲ့ဒီအတွက်ကြောင့်အ내ရောက်ရှိသောကြောင်များကိုအစာအာဟာရကျွေးမွေးခြင်း အဲ့ဒါလိုလုံးလိုက်ခြင်းအပြင်အဲ့ဒီစိတ်ညစ်စရာတွေအညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်စိတ်နှောက်ရက်တွေကင်းသွားပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းစိတ်နှောက်ရက်ဖြစ်စရာတွေကြုံတဲ့အတွက်ကြောင့်ဘာဝင်ဝင်မှမလို့ခြင်းပဲစိတ်သက်ကြတာမျိုးဖြစ်ပေါ်တတ်ပါတယ်အိမ်တော်ရှင်မိတ်ဆွေများဘုရားတော့ကိုလိုခြင်းတော့ကိုပြည့်ခြင်းတော့ကို့အတွက်ကံကောင်းဖို့ကိုလိုခြင်းတော့အရာတွေ ဖန်တီးဖို့အတွက်ကတော့နှစ်ကြိမ်ကြိုးစားရတာနှစ်ခါဖန်တီးရတာမျိုးကြုံပါလိမ့်မယ်အိမ်တော်ရင်းနဲ့ပတ်သက်ပြီးအဲ့တော့အရင်လောက်မစိုးတော့ဘူးအကောင်းဘက်ကိုပြန်လဲဦးတည်သွားပါလိမ့်မယ်ထွက်ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းရင်းရထားကိုပြုပြင်မိုးမှန်ရတဲ့အတွက်ကြောင့်ငွေကုန်ကြေးကျများနိုင်ပါလိမ့်မယ်တဲ့ဗျာဒီဝသနာပါလို့ဒီထိုးခြင်းနဲ့တင်းင်းလာသားသမီးတွေများဖို့ကတော့ကိုယ်ကိုမကြာခဏဒုက္ခပေးလေပေးခဲ့တော့ လူတယောက်ရဲ့အမည်နာမကိုတိတ်ောက်ခြင်းအားဖြင့်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍတစ်စုံတရားပြောသွားပါလိမ့်မယ်။ဉာဏ်အားဖြင့်ပြေပြောင်းပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်ရည်မပြောခင်မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399253380358ပဲဖြစ်ပါတယ်။သီလရှင်ကိုသီလရှင်ကိုငွေလှူမယ်။ငွေ2000 2000စသည်အပြင်အဲ့လိုလူချင်းအပြင်အညံ့တွေအလုံးပြေပြောက်ကောင်းမွန်ပြီး တိတိတတ်တလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ကျော်စင်ဖန်ရဲ့တလင်းလာသားသမီးများအတွက်တပတ်စာပေတယ်ဒီမှာပဲမိကုံးချုပ်ပြရစီအင်္ဂါသားသမီးများမင်္ဂလာပါအင်္ဂါသားသမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ထိပဲဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေရဲ့ယဉ်နှံမှာ ုံးဖြတ်ချက်မှားပြီးတော့ကုန်သွားတဲ့ငွေကြေးတွေအတွက်ငါဘလို့ပြန်လုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုရင်းနှီးမှစဉ်းစားတွေးတော့နေတယ်။အနောက်ရှေ့ဟူသမျှကင်းစင်ဖို့တဖြည်းဖြည်းနဲ့အကောင့်ဘက်ကိုဥတီအောင်လုပ်ဖို့ကိုအခုရင်းနှီးမှစဉ်းစားတွေးတော့နေတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ဒေါသအယံထွက်စရာတွေဂျုံလိုက်မယ်။၎င်းမှန်းသိအောင်အောက်ထောင်ပြခြင်းနဲ့စိတ်မခံရစိတ်ဒေါသဖြစ်စရာနောက်ဝမ်းနေတာမျက်ရည်ကျသည့်အထိ ကိုမှစိတ်ကြီးကြိုက်တာအဲ့တလို့ဟာမျိုးတွေနောက်ထပ်နောက်ထပ်မကြုံအောင်ဖန်တီးဖို့ဖြစ်ဖို့အဲ့တလို့ဟာမျိုးတွေကိုအခုရင်ထဲမှာမျောလင့်တောင်းတနေပါတယ်မမျောလင့်မဲအင်္ဂါသားသမီးတွေဘလို့မကြုံမလဲဆိုလို့ရှင်တော့ဒေါသထွက်စရာတွေရံဖြစ်တဲ့ပုံစံမျိုးအဲ့တော့ကိုယ့်ရဲ့ဘဝကိုငြိမ်းချမ်းအောင်ဘလို့ပဲနေနေလို့မရဘူး။ဘာကြောင့်လဲဆိုတော့ပတ်ဝန်းကျင်ကကိုယ့်ကိုတိုက်ခိုက်မယ်။ရံမစ ရံစမယ်ရံမဖြစ်ဖြစ်အောင်ဒေါသမထွက်ထွက်အောင်အဲ့ဒါလို့လှုပ်စော်တဲ့လူမျိုးတွေကြောင့်ကိုယ်မှာအစင်မပြေမှုတွေဖြစ်ရတတ်ပါတယ်ကြုံရတတ်ပါတယ်စိတ်ညစ်စရာအနေနဲ့ကတော့ဘဝနောင်ရေးအတွက်ပင်မန်းတာခက်ခဲတာကြမ်းတမ်းတာငါဘလို့ဖြတ်တန်းရင်ကောင်းမလဲဆိုတဲ့ဟာမျိုးတွေကြော်ဖြတ်ဖို့အဆင့်ကိုဒါကိုယ့်ရဲ့ရင်ထဲမှာစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့အင်္ဂါသားသမီးတွေကန်စာတာမှာဆိုလို့ရှိရင်တော့ ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဟုဆောင်းဖို့အကြောင်းလေးနောက်တစ်ခုကပညာရေးနဲ့ပတ်သက်ပြီးအောင်မြင်မှုရရှိဖို့အတွက်ကိုအဲ့ဒါလို့အကြောင်းများတွေကိုအင်တိုင်းအားတိုင်းစူးစမ်းတာမျိုးဖြစ်တတ်တယ်အဲ့တော့ကိုတယောက်တည်းပဲစူးစမ်းတာကိုယ်ဘယ်သူမှပံ့ပိုးဖို့ကူညီဖို့အဲ့တော့အားပေးမဲ့သူအဲ့လိုစသည်အားဖြင့်တယောက်မှမမြင်ဘူးအဲ့တော့ကိုတယောက်တည်းပဲစူးစမ်းတာမျိုးဖြစ်တတ်ပါတယ် ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းသူများနဲ့ရှင်းပြန်ပြီးမှရရှိတာမျိုးအဲ့လိုမျိုးဝင်ငွေမျိုးတွေနဲ့ဒီကာလအတွင်းမှာစိတ်လုံရှားစရာကြုံပြီးမှဝင်ငွေကောင်းတွေရရှိပါလိမ့်မယ်တဲ့ဗျာကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 255 380 38ပဲဖြစ်ပါတယ်အခြားဖုန်းဆိုလို့ရှိရင်အတုနော်တတိထားကဲအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အဝေးတနေရာကိုအချောင်းပြူပြီးတော့ကံကောင်းခြင်း ဲ့တော့ဆက်လက်ပြီးတော့အဆင်ပြေဖို့အဆင်ပြေပြေလုပ်ဖို့ကိုမိသားစုဒုက္ခပေးတဲ့သူတွေနဲ့ဝိဇရက်ဝေးအောင်ကြိုးစားဖို့ဖန်တီးဖို့ကိုအဲ့ဒီအဟာတွေအကြောင်းတွေပေါ်လာပါလိမ့်မယ်အဲ့ဒီဟာတွေကြုံပြီးတာနဲ့ကိုအိမ်တော်ကြီးလည်းနားလည်လာလိမ့်မယ်ကံကောင်းလာလိမ့်မယ်ပျော်ရွှင်စရာတွေဖြစ်လာပါလိမ့်မယ်အခုလောလောဆယ်မှာတော့သူ့အပြစ်ငါအပြစ်အတလူဟာမှုတွေလွှဲချပြီးတော့အချိန်ကုန်နေတာမျိုးဖြစ်ပေါ်တတ်ပါတယ် ဖွဲ့ဝင်တဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးငွေကုန်ကြေးကြများတာများတာမျိုးဖြစ်ပေါ်လာပါလိမ့်မယ်။ဓိဝသနာပါလို့ဓိရိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ဉာဏ်ဉာဏ်သွေးမပြည့်ဝတဲ့သူအယူများရဲ့ဇကားများကိုအတိတ်ကောက်ခြင်းအပြင်ကိုယ့်အတွက်အကျိုးပေးသောကဏ္ဍသုံတရားဖြစ်သွားပါလိမ့်မယ်။ဉာဏ်နာရီပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရေရေအနေနဲ့ကတော့ တရားယုံသွားတဲ့သူရက်ွက်ယုံသွားတဲ့သူ ပြဿနာတစ်ခုခုဖြေရှင်းတဲ့သူများကိုရည်လူတာစားစရာလူတာအဲ့ဒါလိုလူတန်းချင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်တဲ့ဗျာကဲကျွန်တော်ကြော်စင်ခံပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအင်္ဂါသားမိရောက်တိုင်းရောက်တိုင်းကြားမှာချမ်းသာလိုအပ်ဆန္ဒပြုဝါပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာဘုရားဘုသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ ဗုဒ္ဓဟူးသားသမီးတွေအတွက်22ရက်5လ2025မှ28ရက်5လ2025ထိပဲဖြစ်ပါတယ်။ဗုဒ္ဓဟူးသားသမီးတွေရဲ့ယဉ်တန်းမှာတလောကလုံးအံဩသွားလောက်အောင်ကြိုးစားပြကြတယ်။ဝိဇ္ဇာတွေသူတော်စင်တွေရဲ့ကုညီမဆားမှုစောင်းဆောင်မှုအတလူဟာမျိုးတွေရအောင်ငါဘလို့ဖန်တီးမလဲ။ဘလို့စွမ်းဆောင်မလဲ။ဘလို့ကြိုးစားမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုယဉ်တန်းမှာစဉ်းစားတွေးတောနေတယ်။မျောလင့်တောင်းတရည်ရွယ်ချက်ကတော့ဘေးကျန်တဲ့အချက်သေးတွေကလည်းလွန်မြောက်ဖို့ မျောလင့်တောင်းတာနေတယ်။မမျောလင့်မဲ့ပုဒ္ဓဟူသားသမီးတွေဘလို့ငိုကြုံမလဲ။ခရီးတွေနဲ့ပတ်သက်ပြီးခရီးစဉ်တွေနဲ့ပတ်သက်ပြီးနှခါကြိုးစားတာနှခါဖန်တီးရတာမျိုးတွေကြုံပါလိမ့်မယ်။စိတ်ညစ်စရာအနေနဲ့ကတော့ဘဝနောင်ရေးအတွက်ကြီးပွားဖို့ချမ်းသာဖို့အောင်မြင်ဖို့ အလုပ်တွေလုပ်ဖို့အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတတ်တယ်။ငါဘလို့ကြိုးစားရင်ကောင်းမလဲဘလို့လုပ်ရင်ကောင်းမလဲ။ ဘလို့ဘလို့ဘလို့ဆိုတဲ့ပုံစံမျိုးတွေအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်နေရတတ်တယ်။နော်။ကိုယ့်ရဲ့ရင်ထဲမှာအဲ့လေဒီစိတ်စားလေဒီစိတ်အောင်မြင်အောင်လုပ်ဖို့အတွက်ကြောင့်စိတ်ညစ်နေရတတ်တယ်။အဲ့တော့အဲ့ဒီစိတ်တက်ရှိပြီဆိုတဲ့ဟာမိတ်ဆွေဖို့အောင်မြင်ဖို့ကျင်းတည်ကိုရခိုင်တော့အပြည့်ရှိပါလေ။ကဲငယ်ရွယ်တဲ့ဘုံတို့ဟူသားသမီးတို့ရဲ့ကန်စာတာမှာချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးနှမျိုးနှစားနှစ်ဦးစာတီအားဖြင့်အဲ့တော့ စိတ်ညစ်ရတာအကောင်းလွန်လို့စိတ်ညစ်ရတာငွေကြေးနဲ့ပတ်သက်ပြီးနှစ်နေရသူကရမယ်နှစ်နေရအဲ့တော့အဲ့ဒီဟာအတွက်ကြောင့်ပဲကိုယ်မှာစိတ်ညစ်ရတတ်တယ်ရတိုင်းယူလို့အဆင်မပြေဘူးเนาะနောက်တစ်ချိန်ပြန်ပေးဆက်ရရင်မလွယ်ဘူးเนาะအဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ရတာလို့ဖြစ်တတ်တယ်နောက်တစ်ခုကဝင်ဝင်နဲ့ပတ်သက်ပြီးနှစ်နေရနှမျိုးနှစ်စားအဲ့ပုံစံမျိုးဝင်လာတတ်တယ်ကံကောင်းတာကြုံပါလိမ့်မယ် ်အိနှောင်ရှင်ဘုဒ္ဓဘူးသာသမိများပူရတော့ဘဝနောင်ရေးအတွက် တွေးပြီးတော့စိတ်ညစ်နေရတတ်တယ်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုအတွက်ကိုတွေးပြီးရင်မောတယ်ကိုယ့်အတွက်လည်းတွေးပြီးရင်မောတယ်သာသမိတွေအတွက်စသည်အားဖြင့်အဲ့တလို့ဟာမှုတွေအတွက်ကိုအကုန်လုံးတွေးပြီးရှောက်ရင်မောနေတတ်တယ်ကြိုပြီးတော့ဘာမှမတွေးနဲ့နော်ကြိုပြီးဘာမှမတွေးနဲ့အခုကောင်းအောင်လုပ်အခုငါပါအလုပ်တွေရှိတယ်ချက်ချင်းလုပ်ငါအကျွေးတွေပါလိရှိတယ်ချက်ချင်းလုပ် အဲ့တော့အခုစိတ်ချမ်းသာရင်မနှက်ဖက်ကလည်းစိတ်ချမ်းသာမှာပေါ့အခုစိတ်ညစ်နေတဲ့အဲ့စိတ်ညစ်နေတာမပြေရှင်းဘူးမနှက်ဖက်ကလည်းထပ်ပြီးထားတယ်ဆိုလို့ရှိရင်အကျွေးပေါ့အကျွေးဆင့်ပြီးတော့နောက်တစ်ချိန်ပို့ပြီးစိတ်ညစ်သွားမှာပေါ့ကဲအဲ့တော့အိမ်အောင်ရေးနဲ့ပတ်သက်ပြီးตายရဘူးကတော့9ခုနှစ်ကောင်လှုပ်ပြီးတော့ဆူတောင်းလိုက်ပါအဲ့ဒါဆိုအိမ်အောင်ရဲ့ဒုက္ခပူပင်တော့ကအလုံးငြင်းငြိသွားပါလိမ့်မယ်ဒီဝဒနာပါလို့ဒီတို့ကျင်တဲ့ဘုဒ္ဓဟူသာသမီများဖို့ကတော့ အလုံသမားတွေ၄၅ယောက်လောက်စုပြီးတော့အလုံလုံးတဲ့နေရာအဲ့လိုနေရာမျိုးအနီးနားပတ်ဝန်းကျင်ကိုရှာကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံ့တာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992530398ပဲဖြစ်ပါတယ်အဲ့တော့ရည်ရအနေနဲ့ကတော့အဖြူရောင်ပန်းပွင့်များပါသောအရာများကိုပန်အိုးထိုးခြင်းလှူဒန်းခြင်း အဲ့ဒါလို့ဟာမို့လုံးလိုက်ခြင်းအားဖြင့်အညံ့တွေအလုံးပြေပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဘူးသားပြီးများတွေဒီမှာပဲဤကုန်းချုပ်ပြရစေကျွန်တော်ကြော်စင်ဖအံပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေဗုဒ္ဓဘူးသားမီးရောက်တိုင်းရောက်တိုင်းချမ်းမှချမ်းသာလိုအပ်ဆန္ဒပြေဝပါစေလို့ဆန္ဒပြုပါတယ်ဗျာကျွန်တော်မိတ်ဆွေဇာတာပလေးသားမီးအပေါင်းမင်္ဂလာပါဇာတာပလေးသားမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ဒီပဲဖြစ်ပါတယ် ကဲအဲ့တော့ဂျာဗာရီသာသမိတွေရဲ့ယဉ်ထဲမှာသွားရေးလာရေးနဲ့ပတ်သက်ပြီးအဆင်ပြေဖို့နောက်တစ်ခုကတဦးနဲ့တူစကားပြောတဲ့အခါမှာအဆင်ပြေပြေနဲ့ဒေါသတန်ရန်လိုတန်နဲ့ကင်းပြီးတော့အမုန်းမှုသမျှကင်းဖို့အဲ့တလို့အကြောင်းအရာတွေကိုအခုယဉ်ထဲမှာစဉ်းစားတွေးတော်နေပါတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့မိသားစုကိုယ့်နဲ့ခင်မရင်းနှီးတဲ့သူတွေအားလုံး ီးပွားရေးတွေပြည်လဲဖို့မိသားစုစုစုစည်းစည်းတိုက်တိုက်ဝန်းဖြစ်ဖို့ကွယ်ကွယ်ပြားပြားအတလူဟာမျိုးမဖြစ်ဖို့ဒါကိုရရင်နှမ်းမှာမျောလင်းတောင်းတနေပါလေဇာတာပိသားသမီးတွေမမျောလင်းမဲ့ဘယ်လိုဟာမျိုးကြုံလဲဆိုလို့ရှင်တော့စိတ်ပင်မဲ့လူပင်မဲ့အဲ့လိုဟာမျိုးကြုံတွေ့ရတတ်တယ်အလိုလိုနေစိတ်မောနေတာစိတ်ထဲမှာပင်ပန်းနေတာနွမ်းနေနေတာစသည်အားဖြင့်အဲ့လိုအကြောင်းအရာမျိုးတွေနဲ့ကြုံတွေ့ရလိမ့်မယ်ဖြစ်ရလိမ့်မယ် အဲ့တော့စိတ်ကောလူရောတက်တောင်တက်တာဖြစ်အောင်ဘဝမှာတွေးပါလေးပါလို့အကြံပေးကြပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့3992553803ပဲဖြစ်ပါတယ်အဲ့ဖုန်းနံပါတ်ကိုဆက်ပြီးတော့ပြည်တင်ပေးလို့ရပါမယ်စိတ်ညစ်စရာနေအနေနဲ့ကတော့ကြာသာပေးသားသမီးတွေမှာရသမျှဝင်ဝင်နဲ့မရောင်ရဲမတေးတိမ်နိုင်ဘူးပို့ပြီးတော့လောဘကြီးတယ်ပို့ပြီးတော့ဖြစ်ချင်တယ်ပို့ပြီးလိုချင်တယ်အဲ့တော့ तू ကနည်းနည်းလေးရကြင်လို့ နည်းနည်းလေးရလို့မဖြစ်ဘူးဆိုတဲ့ကြာတာပေးသားသမီးတွေအတွက်ကတော့အဲ့လိုဟာမျိုးတွေဖြစ်နေတတ်တဲ့လောဘအင်မတန်ကြီးတာမျိုးဖြစ်နေရတတ်တဲ့အဲ့တော့ကိုစဉ်းစားရမှာကငါအဆင်ပြေနေတာပဲငါလောက်အဆင်မပြေတဲ့လူတွေလောကမှာတပုံကြီးပဲငါမဆိုးပါဘူးဆိုတဲ့ပုံစံမျိုးကိုကိုကိုတွေးတင်ပါလေ ငယ်ရွယ်တဲ့ကြာသာပေးသားသမီးတွေရဲ့ကန်စားတာမှာပူပင်သောကဆင်းရဲစရာမှုတို့များအားလုံးဒီချင်းရနဲ့စတင်ပြီးတော့ပပျောက်သွားပါလိမ့်မယ်အဲ့တော့နောက်ထပ်နောက်ထပ်ဆင်းရဲစရာပူပင်သောကတွေမလာတော့ပါဘူးလို့ကြားထားပါတယ်ပညာရေးနဲ့ပတ်သက်ပြီးဆင်းရဲစရာပူပင်သောကတွေရနေပြီးတော့အကောင့်ဘက်ကိုပြောင်းလဲသွားပါလိမ့်မယ်အခြေရေးနဲ့ပတ်သက်လို့ရှိရင်လည်းအဆိုးမှုတို့များပပျောက်ပြီးအကောင့်ဘက်ကိုဦးတည်သွားပါလိမ့်မယ် အဲ့တော့ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာဆုံးရှုံးတော့မယ့်ဟာတွေဆုံးရှုံးလာတဲ့ဟာတွေပြန်ပြီးတော့အဆင်ပြေကောင်းမွန်ပါလိမ့်မယ်။ဒိနောင်ရှင်မိတ်ဆွေများအဖို့ကတော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့စိတ်ချမ်းသာစရာကောင်းသောအပြောင်းလဲတွေလာပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်။ဒီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများအဖို့ကတော့ကိုယ်အိမ်ရဲ့နန်းရံညစ်ပတ်နေတဲ့နေရာ အဲ့တော့မတန့်ရှင်းတဲ့နေရာအမိုက်တရိုက်တွေများနေတဲ့နေရာအဲ့လိုနေရာမျိုးအိမ်အိမ်ရဲ့နံရံပေါ့ဗျာအဲ့လိုအနီးအနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတရားတွေ့ရတွေ့ရပါလိမ့်မယ်ကဲညံ့တာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့ခွေးများကိုအစာအာဟာရကျွေးမွေးခြင်းအားဖြင့်အညံ့တွေအလုံးပြပြပြီးတိတိတသာလက်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင် ကြာတာပေးသားသမီးများတို့ဒီမှာပဲဒီကုန်းချုပ်ပြရစေကျွန်တော်ကျော်စင်ဟိဖန်ပဲဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။တောက်ကြသားသမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ဒီပဲဖြစ်ပါတယ်။အဲ့တော့တောက်ကြသားသမီးတွေရဲ့ယင်းထဲမှာမိသားစုနဲ့ အဆင်ပြေပြေတင်းတင်းမြင်မြတ်ဖြစ်ပြီးတော့အမုန်းမပွားပဲနဲ့အားလုံးပြည်လည်မဲ့ဇကားတွေအားလုံးပြည်လည်မဲ့အဖြစ်မျိုးအဲ့ဒါလို့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတော်နေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ကိုတိကျွန်တော်ကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လမ်းမယ်အဲ့ဒါလို့အစိတ်ကူးတွေအပြည့်ရှိနေတယ်။နောက်တစ်ခုကကိုယ့်ကိုယ်ကိုစိတ်စိတ်ထဲမှာအားမလို့အားမရဖြစ်နေတယ်။အဲ့တော့ကိုယ့်ကိုယ်ကိုအားရကျင်တဲ့အသည့် ွှန်းဆောင်နိုင်ရည်ရှိအောင်စူးစမ်းဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာမျှော်လင့်တောင်းတနေပါတယ်။မမျှော်လင့်ပဲတောက်ကြသားသမီးတွေဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့အစစအရာရာကိုကိုစိတ်ကောလူရောပံ့ပိုးကူညီတဲ့သူအားပေးတဲ့သူအဲ့ဒါလို့မိကောင်းဆွေကောင်းတွေနဲ့ဂျုံခွေးရပါလိမ့်မယ်။အဲ့တော့ ကိုယ့်ရဲ့အမျိုးအရင်းကြီးတွေကလည်းယောက်ျားကြီးတွေကကိုယ့်ကိုအကူအညီပေးတာမျိုးဖြစ်ပေါ်တတ်ပါလေ။ဒါစိမ့်မဟုတ်ဘူးเนาะ။အဲ့တို့လူမျိုးတွေရဲ့အကူအညီမှသာဆောင်ရှောက်မှုကိုခံယူပြီးတော့အောင်မြင်အောင်ရှေ့ဆက်ရတာမျိုးကြုံပါလိမ့်မယ်။စိတ်ညစ်ဆရာအနေနဲ့ကတော့အိမ်ရဲ့စားဝတ်နေရေးအတွက်စသည်အဖြစ်အဲ့တော့အိမ်ရဲ့စားရေးတောက်ရေးအတွက်အိမ်ရဲ့စိန်ခံပစ္စည်းများအတွက်အဲ့တို့ဟာမျိုးအတွက်တစ်ခုခုကြောင့်စိတ်ညစ်ဆရာကိုမှကြုံတွေ့နေရတတ်ပါလေ။ ကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39295380 38ပဲဖြစ်ပါတယ်။ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာမှာအလုပ်တွေအများကြီးလုပ်ချင်တယ်။အဲ့တော့မတရားချူစားခြင်းနဲ့ကိုယ့်ရဲ့စိတ်ထဲမှာလည်းလူတိုင်းအပေါ်ကိုမိခင်စိတ်စာနာစိတ်တနာတဲ့စိတ်ကောင်းတဲ့စိတ်ထားနေတယ်ပဲရှေ့ဆက်ဖို့ကိုဒါကိုယ့်ရဲ့ရင်ထဲမှာ ဖြစ်ပေါ်နေရတတ်ပါတယ်အခြေအနေနဲ့ပတ်သက်လို့ရှင်လည်းကောင်းသောအပြောင်းလဲခြင်းတွေကြုံတွေ့ရပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုယ့်ရဲ့စွမ်းဆောင်ရည်ကြောင့်ကိုယ့်ရဲ့အစွမ်းစာကြောင့်ဘဝမှာဝင်ဝေကောင်းနေရရှိပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများဖို့ကတော့တဦးနဲ့တဦးမေတ္တာပြည့်စရာအကြောင်းတွေစိတ်တူစရာတွေအဲ့တော့အစင်မပြေမှုတွေများစွာကြုံတွေ့ရတတ်တယ်လာတတ်တယ် ဲ့တော့ပြဿနာကသေးတော့မလို့လို့ငယ်တော့မလို့လို့ ਨੇ အစပေါင်းများစွာကြီးထွားပြီးတော့လမ်းခွဲသည့်အထိအဲ့လိုအဖြစ်မျိုးတွေတောင်မှပဲကြုံနိုင်တယ်ဖြစ်နိုင်တယ်အဲ့တော့ပြဿနာတက်မဲ့စကားမပြောပါနဲ့ရံဖြစ်မဲ့စကားမပြောပါနဲ့ချစ်မဲ့စကားပဲပြောပါလို့ရံပေးခြင်းပါလေကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့39 2993 380ပဲဖြစ်ပါတယ် ီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့အိမ်အဟောင်းကြီးတွေနားမှာရှားကြည့်ပါသို့မဟုတ်အိမ်အဟောင်းတွေရဲ့အနီးနားမှာရှားကြည့်ပါအိမ်နေရာနှစ်ခုမှာမိတ်ဆွေအတွက်အချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ကဲညံတာဒီပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့တောက်ကြသားမင်းများအနေနဲ့ကတော့ကိုယ်အိမ်မှာရှိသောတောက်ရည်ဦးကရေတစ်ခွက်ကဲသုံးနဲ့အများသုံးနဲ့နေရာကရေတစ်ခွက်ကဲ အဲ့ဒီနှစ်ခွက်ကိုယူပြီးတော့ချောင်းကန်းပေးမြေကန်းပေးစသည်အားဖြင့်ရေကန်းပေးအဲ့တလို့ဟာမရေကန်းနဲ့ကိုတစ်ခွက်သွန်လိုက်ကုန်းပေါ်တစ်ခွက်သွန်လိုက်သွန်ပြီးတော့အလို့ရှိရာဆူတောင်းကြည့်ပါတိတိတတကန်ထိုးပြီးတော့လက်လာပါရှင်လန်းပြီးအညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ကြော်စိန်ဖန်ရဲ့တပတ်စာပေးတင်ကိုဒီမှာပဲနှီးကုန်းချုပ်ပါပြီကဲကျွန်တော်မိတ်ဆွေတောက်ကြသားမိရောက်တိုင်းရောက်တိုင်းကျမ်းမာချမ်းသာလိုအပ်ဆန္ဒပြုပါစေလို့ဆန္ဒပြုမြတ်တာပို့ပါတယ်ဗျာ ကျွန်တော်ကြော်စင်ဟိတ်ခံရဖြစ်ပါတယ်။စနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါ။စနေသားသမီးတွေအတွက်22ရက်5လ2025မှာ28ရက်5လ2025ထိပဲဖြစ်ပါတယ်။အဲ့တော့စနေသားသမီးတွေရဲ့ယင်ထဲမှာကိုကိုကိုဩဇာအာဏာကြီးမောင်းစူးစမ်းမယ်။ဘု து ့ဘုံမှာအာမကိုငါဖြစ်မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးတွေကိုအခုယင်ထဲမှာစဉ်းစားတွေးတော်နေတယ်။ မျောနဲ့တောင်းတရည်ရွယ်ချက်ကတော့ကိုယ့်ရဲ့ဘဝကကြမှာတပြေးပြေးနဲ့ကောင်းသောပြောင်းလဲခြင်းတိုးတက်ခြင်းတပြေးပြေးနဲ့သင့်ခြင်းတိုးတက်ပြောင်းလဲပြီးအောင်မြင်အောင်ကြိုးစားဖို့ဒါကိုယ့်ရဲ့ရည်နှဲမှာမျောလဲတောင်းတနေပါလေမမျောလင်မဲနဲ့ဘလို့ဟာမို့ကြုံလဲကိုယ်ကြံစည်သမျှစိတ်ကူးသမျှအကုန်လုံးလွဲချော်တဲ့ပုံစံမျိုးတွေကြုံနိုင်တယ်ဖြစ်နိုင်တယ်ဖြစ်တတ်တယ်စိတ်ညစ်စရာအနေနဲ့ကတော့ ညာတိုင်းကိုယ့်ရဲ့အိမ်မှာပူပင်တော့ကလေးအဲ့တော့စိတ်ညစ်စရာအတွေးတွေစိတ်ညစ်စရာကိစ္စတွေအဲ့လိုအကြောင်းညာတွေကြောင့်ကိုယ်မှာစိတ်ညစ်ပြီးတော့နေလိုတဲ့စိတ်ဆန္ဒတော့မရှိတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်ပါတယ်ငယ်ရွယ်တဲ့စနေသားသမီးတို့ရဲ့ကန်စာတာမှာအကြောင်းမျိုးမျိုးကြောင့်ကွဲကွာခဲ့တဲ့သူတွေနဲ့ပြန်လည်ဆုံတွေ့တာရက်ဆိုင်လာတဲ့အလုပ်တွေနောက်တစ်ကြော့ပြန်လည်လုပ်ပိုင်ရတာကံမကောင်းတော့ဘူးဆိုတဲ့အရာတွေ ကံကောင်းခြင်းဆိုတဲ့အခွင့်အရေးကောင်းနေနဲ့ထိတ်တိုက်ဆုံတွေ့ရတာကြုံလာလေဖြစ်ပေါ်ပါလိမ့်မယ်အခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းအင်မတန်ကံကောင်းပါလိမ့်မယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းအရင်တုန်းကကိုရခဲ့တော့သောကံကောင်းခဲ့သောပုံစံမျိုးနောက်တစ်ကြော့ပြန်ပြီးတော့အခွင့်အရေးကောင်းတွေရရှိပါလိမ့်မယ်ဒီနောက်ရှင်မိတ်ဆွေများဖို့ကတော့ ကိုကဖြစ်ချင်တာတမျိုး၊သူကလုံနေတာတမျိုး။အဲ့တော့သူ့စိတ်နဲ့ကိုယ့်စိတ်နဲ့တခြားတဲမကြတာမျိုး။အဲ့တလို့ဟာမှုတွေကြောင့်အစင်မပြေမှုဖြစ်တတ်တယ်။ကိုကဘလောက်ရှာရှာ၊သူကဖြုံးနေ။အဲ့တလို့ဟာမှုတွေကြောင့်အိမ်တော်ကြီးမှာအစင်မပြေပဲ။အဲ့တော့အစင်မပြေလဲတိခံပြီးတော့ပေါင်းသိရတာမျိုးတွေကြုံပါလိမ့်မယ်လို့ပြထားပါဗျ။ခွန်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းကိုကရှာတယ် ဆီယံတဲ့လူတွေကသုံးတယ်အဲ့ဒီအတွက်ကြောင့်ငွေကုန်ကြီးကြများတာမျိုးကြုံတွေ့ရပါလိမ့်မယ်အဲ့တော့ဝင်တဲ့ငွေနဲ့ထွက်တဲ့ငွေနဲ့မမျှတဲ့ပုံစံမျိုးဖြစ်ပေါ်တတ်တယ်ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုမိသားစုပြပေါ်ရှင်သွားခဲ့တဲ့ခရီးစဉ်အဲ့ဒီရဲ့နေရာဒေတာလေးကိုအမှတ်ရပြီးတော့ ပြန်ပြီးတော့စိတ်ကူးယဉ်ကြည့်ပါအဲ့ဒီနေရာအဲ့ဒီတုန်းကကို့အတွက်အခွင့်အရေးကောင်းဘယ်လိုခေါ်မလဲဆိုတော့ထီကနန်းစသည်အားဖြင့်အဲ့လိုအတိတ်နမိတ်ကောင်းတွေပြန်လဲရရှိပါလိမ့်မယ်အဲ့ဒီအဲမှာပြန်ရှာကြည့်ပါအဲ့ဒါဆိုလို့ရှိရင်တော့ကို့အတွက်အကျိုးပေးသောကနန်းတစုံတရာချင်းတွေကို ဖြစ်သွားပါလိမ့်မယ်ကဲညံ့တာလေးပြပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့အိမ်မွေးတိရစ္ဆာန်များကိုယူရခြင်းချစ်ခင်ခြင်း အစာအာဟာရကောင်းကောင်းမွန်မွန်တန်တန်ပြည့်ပြည့်အဲ့ဒါလို့ဟာမျိုးလုတ်ပေးခြင်းအားဖြင့်အညံ့နေအားလုံးပြည့်ပြောက်ကောင်းမွန်ပြီးတိတိတတ်တတ်လတ်လာပါရှင်လန်းသွားပါလိမ့်မယ်လို့ပြောရင်ကျွန်တော်ရဲ့တပတ်စာပေးတင်စနေသားမီးများအတွက်ကိုဒီမှာပဲနေကုန်ချုပ်ပါပြီကဲအဲ့တော့ကျွန်တော်ရဲ့ပေးတင်လေးအတုတွေများတယ်နော်ကျွန်တော်ရဲ့ပုံတွေကိုဗီဒီယိုတွေယူတယ်ယူပြီးအတုတွေအများကြီးလောက်ကြတယ်အဲ့တော့ချိန်ကျက်ပြီးတော့လောက်ကြပါတော့နော် ခင်ဗျားတို့နောက်မှာမိသားစုရှိတယ်ခင်ဗျားတို့ကိုမိခိုပြီးတော့ရက်တည်နေတယ်ဆိုတာလဲကျုပ်သိတယ်ဒါပေမဲ့တရားလွန်လာရင်တော့ကျုပ်ဘက်ကလုံမှာနော်အေးအဲ့ဒါအဲ့တော့မှနောက်ပြီးတော့မှကြော်စင်ဟင်းဟာရိုင်းနေပါလို့တော့နော်အပြစ်လာပြီးမတင်နဲ့ဟုတ်ပြီလားအဲ့တော့လုံရဲရင်ခံရရမယ်နော်ဟုတ်ပြီနော်ကဲဒီလောက်ပါပဲအတုတွေတတိထားနေနော်တက်တာ